မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့အထူးမလို့သားသတင်းကိုဖော်ပြပေးပါမယ်။2025ခုနှစ်ဇွန်လ9ရက်နေ့ဒီနေ့ညမှာစံတော်ချိန်ည9:00နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့ညမှာစံတော်ချိန်ညနေ6:00နာရီခွဲချိန်တိုင်းထွာချက်တွေရကပ်လီပင်လေပင်နဲ့ဘင်္ဂလားပင်လေအော်တို့မှာမုန်းတောင်လေအားကောင်းလာနိုင်တာကြောင့်၎င်းအရှိဖက်ကရွေးရှားလာတဲ့လေဝေလိုင်းတွေရဲ့အရှင်ကြောင့်၎င်း9ရက်6လ2025ကနေ15ရက်6လ2025အတွင်းမှာတော့နေပြီးတော့ရော်တိုင်းဒေသကြီးမန်နီတိုင်းဒေသကြီးဘူတိုင်းဒေသကြီးမကွေ ဒိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အောက်ပိုင်းအေရီတိုင်းဒေသကြီး၊တနင်္လာတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာနေရာစစ်စစ်ကနေနေရာအနှံ့ပြမုတ်တေကြုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်ပြီးမူကြည့်ပါမယ်။ အကြံပြုချက်အနေနဲ့ကတော့မိုးသဲထန်စွာရွာသွန်းလာရတဲ့အတူတူဒေပင်းတွေတိုက်ခတ်တာမိုးတကြုံတာမိုးကြိုးပြစ်တာလျက်စင်လက်တာမိုးသီးကျွေတာလျက်ရပြည့်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေတာမှာရှိတဲ့ကုန်းမြင့်ဒေတာအနေမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန်ရဲ့မြင့်ငယ်ချောင်းငယ်နေမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှာမှုတွေကိုကြိုတင်သေးပြုရှောင်ရှားဖို့နဲ့ပြည်ရင်းရေချောင်းသွားလာရင်လေချောင်းပြန်တိုင်းအနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့အသိပေးနှိုးဆော်လာတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လေတောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်လာတဲ့မုန်တိုင်းရဲ့ဆွဲငင်နာကြောင့်လာမယ့်12ရက်13ရက်ဘင်္ဂလားပင်လယ်အော်မှာလေထုမငြိမ်သက်မှုဖြစ်လာနိုင်တဲ့အကြောင်းဖော်ပြပေးပါမယ်။နေကြောင်းမလို့တာဥွေဖြူဝံကတော့8ရက်6လ2025ရက်နေ့မနက်8:55မိနစ်ချိန်မှာကိုလိုထုတ်ပြန်ခဲ့ပါတယ်။ ဤနေ့မြန်မာစံတော်ချိန်မနက်6:00နာရီခွဲအချိန်မတိလာလေကြောင်းမိုးလေဝသရုံရဲ့တိုင်းထွာချက်တင်ရတောင်တောပင်လယ်မှာလာမယ့်17ရက်နေ့မှာ၄ဖြစ်အားနဲ့ရောင်းဝန်စတင်ဖြစ်ပေါ်လာနိုင်ပြီးတော့ဆက်လက်အားကောင်းလာက17ရက်နေ့မှာမွန်တိုင်းငယ်ဒက်ပရက်ရှင်အဖြစ်ကိုရောက်လာနိုင်တယ်လို့ခန့်မှန်းတွက်ချက်ရရှိထားပါတယ် အဆိုပါမုံနိုင်ငယ်ဒီပရက်ရှင်ရဲ့ဆွဲငင်လာကြောင်းကပ်ပလီပင်လေပင်နဲ့ဘင်လားပင်လေအိုးမှာအဆိုပါမုံနိုင်ငယ်ဒီပရက်ရှင်ရဲ့ဆွဲငင်လာကြောင်းကပ်ပလီပင်လေပင်နဲ့ဘင်လားပင်လေအိုးတို့မှာရှိတဲ့မုံတုံလေးစီတွေဟာအားကောင်းရာကနေအားလွန်ကောင်းလာကလာမယ့်12ရက်13ရက်မှာတော့ဘင်လားပင်လေအိုးမြောက်ပိုင်းမှာလေရုမငိမ့်တက်မှုတစ်ခုဖြစ်ပေါ်ပါမယ်အဆိုပါလေရုမငိမ့်တက်မှုကတော့ရစ်ခွေမှုအားမကောင်းတော့အမီယာမုံနိုင်အစင်းအထိမရောက်နိုင်တော့မြန်မာနိုင်ငံမှာမုံနိုင်အန်နဲ့မရှိနိုင်ဘူးလို့ပဲခံမှန်းရွက်ချက်ရရှိထားပါတယ် လမ်းကြောင်းခံမှန်းချက်အနေနဲ့ကတော့လမ်းကြောင်းအနေနဲ့မြန်မာနိုင်ငံကိုဝင်ဖို့မရှိပဲမြောက်တာမှအနောက်မြောက်ဘက်အိန္ဒိယနိုင်ငံကိုသာဥတီရွှေရှားသွားနိုင်တယ်လို့ကနဦးခံမှန်းတွက်ချက်ရရှိထားပါတယ်။ဒါမဲ့လည်းပဲမြန်မာနိုင်ငံနီးမှာဖြစ်ပေါ်လာတာနဲ့လမ်းကြောင်းညာဘက်ခြမ်းဖြစ်တာတွေကြောင့်ပြီးခဲ့တဲ့မုန်တိုင်းငယ်တုန်းကအတိုင်းပဲမြန်မာတပြည်လုံးမှာရက်ရှည်ထစ်ချုံမှုတွေရွာသွန်းနိုင်တယ်လို့တချို့နေရာတွေမှာမိုးကြီးရေရှားမှုတွေဖြစ်ပေါ်လာနိုင်ကြောင်းလည်းဖော်ပြလာတာဖြစ်ပါတယ်။မိုးကြီးလာနိုင်တဲ့ရက်အချိန်နေရာခံမှန်းချက်တွေအတွက်တွက်ချက်ပြီးတော့ဆက်လက်တင်ပြပေးသွားအောင်မလို့လဲဆိုပါတယ်။ ဆက်လက်ပြီးတော့လေထိုင်းနိုင်ငံတဝမ်းမှာဂျွန်လ10ရက်ကနေ12ရက်ထိမိုးသက်ထန်စွာရွာသွန်းမဲ့ကြောင်းဖော်ပြပေးပါမယ်။ထိုင်းနိုင်ငံနေရာအနှံပြမှာဂျွန်လ10ရက်ကနေ12ရက်ထိမိုးရွာသွန်းမှုများပြားလာနိုင်ပြီးတော့အထူးသဖြင့်အတမန်ကန်ယူဒန်းနဲ့အရှေ့ပိုင်းဒေသတွေမှာမိုးသက်ထန်စွာရွာသွန်းနိုင်တယ်လို့မိုးလေဝသဌာနကစနေနေ့မှာကြေညာလိုက်ပါတယ်။ခံမှန်းချက်တွေအရတော့အနောက်တောင်မိုးတုံလေးအကောင်လာပြီးတော့နိုင်ငံပေါ်ပိုင်းကိုမိုးတုံလေးစီကြောင်ဖြတ်တန်းနေတဲ့အတွက်မြောက်ပိုင်းအရှေ့မြောက်အပေါ်ပိုင်းနဲ့ဘန်ကောက်မြို့တော်ဧရိယာတွေမှာမိုးပုံမှုရွာသွန်းနိုင်တယ်လို့ထူပါတယ်။ အဲ့ဒီဒေတာတွေမှာတော့ရာသီဥတုပုံမှုဆွဆွလာနိုင်ပေမဲ့တောင်ပိုင်းဒေတာတွေမှာတော့ မိုးရသွားမှုယာယီကျော်နဲ့သွားပါမယ်လို့သိရပါဗျ။အမျိုးပါရာသီဥတုခမ်းမရေးစင်တာ ECNWR ကလည်းဒင်းချက်တွေကိုအတည်ပြုထားပြီးတော့မိုးတုံတံခံရတဲ့ပြည်နယ်တွေမှာလည်းမိုးသဲဌာနကလည်းအလွန်သဲဌာနလောက်ထိဖြစ်နိုင်တယ်လို့ခန့်မှန်းထားပါဗျ။အန္တရာယ်ရှိနိုင်တဲ့ဒေသတွေကတော့ပြည်သူတွေအနေနဲ့ရုတ်တရက်ရေးကြည့်တာတောင်ကြားရေးစီစဉ်တာနဲ့မိုးရေရှမ်းနာရဲ့တည်ရောက်မှုတွေကိုသတိပြုနေထိုင်ဖို့အကြံပြုထားတာဖြစ်ပါတယ်။ပင်လယ်ရင်ကျောင်းသွားလာမှုအခြေအနေကလည်းပုံမဆိုးရလာနိုင်ပြီးတော့အထူးသဖြင့်အထမန်ပင်လယ်မှာလေပြင်းတွေတိုက်ခတ်ပြီးတော့လှိုင်းကြီးပါမယ်လို့ဆိုပါတယ်။လှိုင်းမြင့်က2မီတာကနေ3မီတာထိရှိနိုင် ပြီးတော့မွန်ကျောမုန်တိုင်းကြာရောက်တဲ့အချိန်မှာ3မီတာထက်ကျော်လွန်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။အနာပိုင်နေကတော့အတမန်အပေါ်ပိုင်းကလှေငယ်တွေကိုအဲ့ဒီကာလအတွင်းကမ်းမှကတ်ထားဖို့သတိပေးချက်ထုတ်ပြန်ထားပါတယ်။တငါတဲ့ရီနဲ့ကံရံတေတာရဲ့အနေနဲ့အထူးသတိထားကြဖို့တိုက်တွန်းထားပါရယ်။နောက်ထပ်ခမန်းချက်တွေရတော့ဂျွန်လ73ရက်ကနေ21ရက်ထိထိုင်းနိုင်ငံအပေါ်ပိုင်းမှာမိုးကြုံမုန်တိုင်းတွေဆက်လက်ဖြစ်ပေါ်နိုင်ပါရယ်။ဒါပေမဲ့တောင်ပိုင်းဒေသတွေမှာတော့မိုးရွာသွန်းမှုညှိနှဲသွားဖို့ရှိတယ်လို့သိရပါရယ်။ ဝိလဝတာပညာရှင်တွေကဂျွန်လ17ရက်ဝင်းကျင်မှာတောင်တိုးပင်လယ်အပေါ်ပိုင်းမှာဖြစ်ပေါ်လာနိုင်တဲ့လေပြင်းအားနဲ့ရေဝံတစ်ခုကိုလည်းစောင့်ကြည့်နေပါတယ်။လက်ရှိမှာအပူပိုင်းမုန်တိုင်းတွေဖြစ်ပေါ်နေတာမရှိဘဲနဲ့ဒီလေပြင်းအားနဲ့ရေဝံကထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်လာပွဲမရှိဘူးလို့ခန့်မှန်းထားပါတယ်။ဝိလဝတာဌာနကရာသီဥတုခန့်မှန်းချက်တွေကအပြောင်းလဲရှိနိုင်ပြီးတော့ပြည်သူတွေအနေနဲ့နောက်ဆုံးရသတင်းတွေကိုပုံမှန်ဖတ်ရှုကသတိပြုနေထိုင်ကြဖို့လည်းအလေးပေးပြောကြားလိုက်ခဲ့ပါဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းနေ့စဉ်မိုးလေဝသအစီရင်ခံစာရေဘူးရခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်မှာမုတ်တုံလေအားအသင့်တဲ့ရှိပါ ါမယ်။တိုင်းနယ်ပြည်နယ်ရေဘူးရအခြေအနေမှာတော့မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းနဲ့အေရတိုင်းဒေသကြီးတွေမှာနေရာကွက်ကြားကချင်ပြည်နယ်နဲ့ကယားပြည်နယ်မှာနေရာကျကျ၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ရောင်တိုင်းဒေသကြီးမှာနေရာစီစီ၊ကြံတပီလုံးမှာနေရာအနှံ့ပြမိုးထေကျုံရွာသွန်းပြီးတော့စကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ရောင်တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မိုးပြင်းနယ်မှာတော့နေရာကွက်ပြီးမိုးကြီးပါမယ်။ရွာရံရအောင်ပြည့်ဖြစ်ပါတယ်။ မြန်မာကင်မရာတစ်ချောင်းနဲ့ကန်နော်ပဲလေပြမှာတော့လှိုင်းတင့်တဲ့ရှိပါမယ်။လှိုင်းမြင့်ဟာ3ပေကနေ9ပေကရှိပါမယ်။ဒါမဲ့48နိုင်ခံမှန်းချက်မှာတော့မြို့ဝကျွပေါ်နဲ့အလဲပိုင်းဒေသတွေမှာမိုးဆက်လက်ယိုနေနေနိုင်ကကြာဒေသတွေမှာထစ်ချုံမဲ့အခြေအနေတွေဆက်လက်ဖြစ်ပေါ်နေပါတယ်။ရောင်မြွနဲ့အနီးတွိုက်အတွက်နေရာအနှံ့ပြမိုးထစ်ကြုံရွာသွင်းပြီးတော့နေရာကွက်ပြီးမိုးကြည့်ပါမယ်။မန်လေးမြွနဲ့အနီးတွိုက်မှာနေရာကျဲကျဲမိုးထစ်ကြုံရွာပါမယ်။နေရာနဲ့အနီးတွိုက်မှာတော့နေရာကျဲကျဲမိုးထစ်ကြုံရွာပါမယ်ရှင်။ဆက်လက်ပြီးတော့လည်းမိုးကြီးမဲ့သတိပေးချက်6ခါခွေးကကြီး2025ကိုထုတ်ပြန်ပေးပါမယ်။2025ခုနှစ်ဇွန်လ10ရက်နေ့မှာတော့ ထုတ်ပြန်ချက်အရဒီနေ့မြန်မာစံတော်ချိန်စင်နိုင်ခွဲချိန်နောက်ဆုံးရရှိတဲ့ချက်လက်တွေအရနောက်တောင်မုတ်တုံလေးအားကောင်းရကနေ အားတော်ကောင်းနေတာကြောင့်9ရက်6လ2025ကနေ20ရက်6လ2025အတွင်းမှာတော့နေပြီးတော့စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရတိုင်းဒေသကြီးရောင်တိုင်းဒေသကြီးတရင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာစိတ်စိတ်ကနေနေရာအနှံ့အပြားမိုးထစ်ကြုံရွာသွန်းပြီးတော့နေရာကွက်ပြီးမိုးသက်ထန်တာဒေသအလိုက်မိုးကြီးတာနဲ့မိုးသက်လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်လာပြီးတော့မိုးသက်လေပြင်းကြားရောက်စင်မှာရေပြင်းမြေပြင်းလေပြင်းဟာတနအီကို35မိုင်ကနေမိုင်40အထိတိုက်ခတ်နိုင်တယ်လို့ခန့်မှန်းရပါတယ်ဒါကြောင့်ပြည်သူလူ ို့အနေနဲ့မိုးရွာသွန်းတာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ရေကြီးတာမြေပြိုတာနဲ့လေပြင်းတိုက်ခတ်တာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အစာအုံတွေတစ်ပင်တဲ့ကိုင်းတွေဖိုင်ဘာလိုင်းတွေနဲ့တဲစင်တာအားလိုင်းတွေပြိုလဲရှိုင်လဲတာစားတဲ့သဘာဝဘီးရနေတွေဖြစ်ပေါ်နိုင်တဲ့အတွက်ကိုမြင့်ဒေတာအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မိုးကြိုးဖြစ်တာနဲ့မြေပြိုမှုအန္တရာယ်ကို၎င်းမြမကန်ရန်တရှောင်းမြင့်ငယ်ချောင်းငယ်အနီးမှာအနည်းနဲ့မြင်းနေပိုင်းနေထိုင်ကြတဲ့သူတွေအနေနဲ့လေပြင်းအန်ရည်နဲ့လျှက်ရပြရေကြီးရေရှာမှုတွေကို၎င်းကြိုတင်သတိပြုနိုင်ဖို့နဲ့စိုက်ပျိုးမှုမှုရတောက်သူတွေအပါအဝင်ပြည်တွင်းလေကြောင်ပြန်တက်ရေးပြည်တွင်းရေကြောင်သွားလာရေး မြမကန်ရန်တက်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ကမ်းနေကမ်းဝင်ငါးဖက်ရင်းနဲ့ဆက်လေတွေသင်မောတဲ့အနေနဲ့လည်းအထူးသတိပြုနိုင်ဖို့အထူးသတိပေးချက်ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းမုတ်တုံလေးနဲ့လေဝင်လာရဲ့အရှင်ကြောင့်လာမယ့်တစ်ပတ်အတွင်းရက်ရှည်ထစ်ချုံမိုးရွာပြီးတော့မိုးကြီးမြက်ကြောင့်ပေါ်ပြပေးပါမယ်။မုံတောင်လေးနဲ့လေပွေလာရဲ့အရှင်ကြောင့်လာမယ့်တစ်ပတ်ဂျွန်လ9ရက်ကနေ15ရက်အတွင်းမှာတော့မြန်မာနိုင်ငံ တဝမ်းလုံးမှာမိုးကြီးပြီးတော့ရေကြီးရေလျှံနိုင်တဲ့အကြောင်းမလို့သားနဲ့ဇလားပြည်တာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်ပါတယ်။ကမ္ဘာလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာတော့မိုးတုံလေအားကောင်းလာတာနဲ့အရှိတ်ဘက်ကရွေးရှားလာတဲ့လေပွေလိုင်းတွေရဲ့အရှင်ကြောင့်တိုင်းနယ်ပြည်နယ်မှာမိုးထစ်ကြုံပြီးတော့ရွာသွန်းကမိုးကြီးမှဖြစ်ကြောင်းနဲ့ထုတ်ပြန်ပါတယ်။နေပြီးတော့ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်းအေရီတရင်းနိုင်တိုင်းနဲ့ကရင်ကရနီကယားချင်းမွန်ရခိုင်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှိတ်ဘက်မှာဒေသအလိုက်နေရာကွက်ပြီးမိုးကြီးမှဖြစ်ကြောင်းသိရပါတယ်။ ်မြန်မာပြည်လုံးမှာရက်ရှည်ထစ်ချုံမှုရွာသွန်းနိုင်တယ်လို့တချို့နေရာတွေမှာတော့မိုးကြီးလို့ရေရှမ်းလာတယ်ဖြစ်ပေါ်လာနိုင်တယ်လို့ဒီကြောင့်မလို့တာဥွင့်ဖြူဟာကလည်းသူ့ရဲ့လူမှုကွန်ရက်ကနေတဆင်အသိပေးလာတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းမိုးပြန်များနိုင်တဲ့အခြေအနေတွေရှိတာကြောင့်ရေကြီးမှုနဲ့မြေပြိုမှုတွေကိုထပ်မံသတင်းပြဖို့လိုအပ်တဲ့အကြောင်းဖော်ပြပေးပါမယ်။မိုးပြန်များလာနိုင်တဲ့အခြေအနေတွေရှိနေတာကြောင့်ရေကြီးတာနဲ့မြေပြိုတာတွေထပ်မံသတင်းပြဖို့လိုအပ်တဲ့အကြောင်းမလို့တာနဲ့စလားပြည်တာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လာပါတယ်။ မွေးရကဂျွန်9ရက်တိုင်းထွာကြရကပ်ပီပင်လေပင်နဲ့ဘင်လာပင်လေမှာမုတ်တုံလေးအားကောင်းလာတာနဲ့အရှိဘက်ကရွေးရှားလာတဲ့လေဝင်လိုင်းတဲ့အချိန်ကြောင့်ဂျွန်9ရက်ကနေ15ရက်နေ့အတွင်းမှာတော့နေပြည်တော်ရန်ကုန်မှာတက်လေဘကူမကွေးစကိုင်းအရာရင်းတရင်နိုင်ကရားကရင်ချင်းမွန်ရခိုင်နဲ့ရှမ်းတောင်ပိုင်းနဲ့အရှိဘက်မှာနေရာစစ်စစ်ကနေနေရာအနှံ့ပြမုတ်ထုံရွာတော့ပြီးတော့တချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ကြောင်းလည်းသိရပါဗျာ အခုလိုမိုးများတာရည်နဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးတဲကြုံတာမိုးကြိုးပြစ်တာမျက်စိလက်တာမိုးသီးကျွေတာနေရာပြန်ရည်ကြည်တာနဲ့မြေပြိုတာစတဲ့သဘာဝဘေးရန်တွေဖြစ်ပေါ်နိုင်တယ်လို့လည်းမိုးစလားကထုတ်ပြန်လာပါတယ်။ဒါကြောင့်ကုန်းမြစ်ဒေသအနေနဲ့နေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန်နဲ့မြင်းငယ်ချောင်းငယ်အနေနဲ့နေထိုင်ကြတဲ့သူတွေအနေနဲ့ရည်ကြီးရရှာမှုသတိပြုဖို့မိုးစလားကနှိုးဆော်ထားပါတယ်။အခုလာဒုတိယပတ်အတွင်းဘင်္ဂလားပင်လယ်အော်မှာလေပြင်းအားနဲ့ရောင်ဝဖြစ်ပေါ်လာနိုင်ပြီးတော့မွန်တိုင်းပြည်မပြေဆက်လက်ဆောင်ကြည့်ရမှာဖြစ်တဲ့ကြောင့်မိုးလေဝသလေးလာဆောင်ကြည့်သူဦးနိုင်က ဂျွန်လ6ရက်မှာသူ့ရဲ့လူမှုကွန်ရက်ဆမ်နာမှာရေးသားလာပါတယ်။ဒါအပြင်ဂျွန်လ15ရက်ကနေ16ရက်နေ့အတွင်းမှာတော့ Libya နဲ့ Yemen ကဆိုင်ကလုန်းမုန်တိုင်းအဖြစ်ပြောင်းလဲနိုင်ခြင်း40ရာခိုင်နှုန်းရှိရှိနေတာကို ECNW ရဲ့ Genesis ချမှာတွေ့ရတယ်လို့လည်းဝန်ထမ်းကရေးသားလာပါတယ်။ဂျွန်လ15ရက်ကနေ16ရက်နေ့အတွင်း Libya နဲ့ Yemen ကဆိုင်ကလုန်းမုန်တိုင်းအဖြစ်ပြောင်းလဲနိုင်ခြင်းကတော့40ရာခိုင်နှုန်းထိရှိနေတာကို ECNW ရဲ့ Genesis ချမှာတွေ့ရတယ်လို့ဝန်ထမ်းကရေးသားလာခဲ့တာဖြစ်ပါတယ်။